2025ခုနှစ်ဧပြီလ19ရက်နေ့မှာတရုတ်နိုင်ငံဇီချန်းပြည်နယ်နင်ဘုံမြို့ကစားတောက်ကုန်လုပ်ငန်းနဲ့ပတ်သက်တဲ့ဘလော့ဂါတစ်ယောက်ကဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။သူကအခွန်စစ်ပွဲကြောင့်ကုန်ကျန်းတွေရဲ့စုစုပေါင်းဈေးနှုန်းတွေမိုးထီအောင်မြင့်တက်လာတယ်လို့ပြောပါတယ်။အထူးသဖြင့်အမေသားဟာအဆိုးဆုံးထိခိုက်ခံရတယ်လို့ဆိုပါတယ်။ဘလော့ဂါကတရုတ်နိုင်ငံဟာအမေသားရဲ့15ရာခိုင်နှုန်းလောက်ကိုအမေရိကန်ကနေတင်သွင်းတယ်လို့ရှင်းပြပြီးဈေးနှုန်းတွေဟာရေဘူးရအဖြစ်15ရာခိုင်နှုန်းလောက်မြင့်တက်လာတယ်လို့ပြောပါတယ်။ ူတို့ရဲ့စားသောက်ဆိုင်မှာဈေးနှုန်းတွေမတိုးသေးပေမဲ့ကုန်ကြစည်တွေကိုထိန်းထားဖို့ရုန်းကန်နေရပြီးရှင်သန်ဖို့အလွန်ခက်ခဲလာတယ်လို့ဆိုပါတယ်။ဒါကြောင့်ပြည်ရင်းအမေသားကိုပြောင်းလဲအသုံးပြုဖို့စဉ်းစားနေတယ်လို့ပြောပါတယ်။ဒါအပြင်ပေးသွင်းသူတဦးစီကဖုန်းလက်ခံရရှိခဲ့ပြီးအမေသားရင်ပုံစည်းဟာကီလိုတစ်ခုကို160ယွမ်အထိမြင့်တက်လာတယ်လို့သတင်းပို့ခဲ့ပါတယ်။ဒါဟာရခင်ကားထက်10ယွမ်ပိုများပြီး900ကျပ်တုံမြင့်တက်လာတာဖြစ်ပါတယ်။ဒီဘလော့ကာကနေပိုလိုနိုင်ငံသားကုန်သွယ်ရေးနဲ့ထုတ်လို့ရရဲ့အဓိကဗဟိုချက်ဖြစ်တဲ့မျိုးတွေဟာ ဈေးနှုန်းမြင့်တက်မှုကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့ထောက်ပြပါရယ်။စားသောက်ဆိုင်လုပ်ငန်းရဲ့အမြတ်ဆုံးတွေဟာတိတာထင်ရှားစွာကျုံသွားပွဲရှိတယ်လို့သူကတပြင်းချပြီးပြောပါရယ်။ကျွန်တော်လည်းတင်းကျပ်ပြီးရုန်းကန်နေရတာပဲလို့ဆိုပါရယ်။အမဲသားရောင်းချသူတို့ကလည်းသူတို့ဟာအင်မတန်ခက်ခက်ခဲခဲရှင်သန်နေရတယ်လို့ဝန်ခံပါရယ်။တရက်ပြီးတရက်ရုန်းကန်နေရပြီးအမဲသားရောင်းအားလည်းကျဆင်းနေတယ်လို့ဆိုပါရယ်။စားသောက်ဆိုင်နဲ့ထမင်းစားကန်းအများစုဟာအေးခဲထားတဲ့အမဲသားကိုအသုံးပြုကြပြီးဒီအမဲသားဈေးနှုန်းတွေလည်းမြင့်တက်လာပါရယ်။ပြည်ရင်းအမဲသားထောက်ပံ့မှုညှော်နေလာတာကြောင့် အခွန်စစ်ပွဲနဲ့ဈေးကွက်မတည်ငြိမ်မှုတွေကြောင့်နွားမွေးမြူသူတွေဟာထောက်ပံ့မှုကိုဆက်လက်ထိန်းထားပြီးဈေးကွက်မှာပြက်လက်မှုကိုပိုဆိုးလာစေကာဈေးနှုန်းတွေကိုပုံမမြင့်တက်စေခဲ့ပါတယ်။စားတောက်ဆိုင်ပိုင်ရှင်တဦးကပဲအခွန်စစ်ပွဲဟာစားတောက်ဆိုင်လုပ်ငန်းကလူတွေအတွက်တကယ်ကိုခက်ခဲတယ်။ဒီနေ့ကျွန်တော်ပေးသွင်းသူကဆက်သွယ်လာတယ်။ကျွန်တော်ရဲ့အဓိကကုန်ကျန်းကအမဲသားဖြစ်ပြီးအခုကုန်သွယ်ရေးစစ်ပွဲကြောင့်ဈေးနှုန်းတွေမိုးထီအောင်မြင့်တက်နေတယ်။သူတို့ကဈေးနှုန်းဟာအနည်းဆုံး30%ရာခိုင်နှုန်းမြင့်တက်သွားပြီလို့ပြောတယ်။ဒါကိုလက်ခံလို့မရဘူး။ အရန်ကိုမြင့်လွန်းတယ်။ဒီမြင့်တက်မှုကထိတ်လန့်စရာပဲ။ကျွန်တော်တို့ဟာအမြဲတမ်းအသားကိုဈေးသက်သာပြီးအမျက်နဲ့နဲ့နဲ့ရောင်းချခဲ့တာ။အခုဈေးနှုန်း300ရာခိုင်နှုန်းမြင့်တက်လာတာကိုတကယ်ကိုမကင်တွယ်နိုင်ဘူး။ဈေးနှုန်းတွေဆက်လက်မြင့်တက်နေမယ်ဆိုရင်အရန်ခက်ခဲသွားလိမ့်မယ်လို့ပြောပါရတယ်။ဘလော့ဂါတအူးကတမရထရန့်ကတရုတ်ကုန်ပစ္စည်းတွေပေါ်အခွန်ထပ်မံချမှတ်ပြီးကြတဲ့ကအမေသာဈေးနှုန်းတွေနေ့စဉ်အတက်ကျဖြစ်နေတယ်လို့ဖော်ပြပါရတယ်။အခုနွားငယ်တကောင်တော့ရွှန်းထောင်ချီတန်ဖို့ရှိတယ်။တနေ့ကိုဖုံး၁၀ကနန်းလောက်လက်ခံရတယ် အကြောင်းကတော့အမဲသားရဖို့ပဲဈေးနှုန်းကတကယ်ကိုနေ့စဉ်ပြောင်းလဲနေတယ်ရွှေထက်တောင်ဈေးကြီးတယ်ဒါကပတ်စံရှိုံနဲ့မဟုတ်ဘူးအသားကိုအမြဲအမြဲရဖို့မလွယ်ဘူးဥပမာဒါက American August အမဲသားဖြစ်ပြီးမကြသေးခင်ကပဲ30ရာခိုင်နှုန်းဈေးတက်သွားပါတယ်တမနာထရန့်ကတရုတ်ကုန်ပစ္စည်းတွေပေါ်အခွန်ထပ်မံချမှတ်ကြောင်းကြေညာပြီးနောက်တရုတ်နိုင်ငံဟာ American ရဲ့စိုက်ပျိုးရေးထုတ်ကုန်တွေဖြစ်တဲ့ဘဲပုတ်အမဲသားနဲ့ ဝတ်သားတွေပေါ်အခွန်တွေချမှတ်ပြီးလက်တုံပြန်ခဲ့ပါတယ်ဒီအခွန်တွေဟာ125ရာခိုင်နှုန်းထိမြင့်တက်လာခဲ့ပါတယ်ဒီအခွန်အစီအမံတွေကြောင့်တရုတ်ရဲ့စားတောက်ဆိုင်လုပ်ငန်းအတွက်တင်သွင်းတဲ့ကုန်ကြမ်းတွေရဲ့ကုန်ကြစိတ်တွေဓာတ်ရိုက်မြင့်တက်လာခဲ့ပါတယ်အမေရိကန်ဟာတရုတ်ရဲ့အမဲသားနဲ့ဝတ်သားတင်သွင်းမှုတွေအထူးကရင်းမြစ်တစ်ခုဖြစ်ပါတယ်2024ခုနှစ်မှာတရုတ်နိုင်ငံဟာအမေရိကန်ကနေဝတ်သား4သိန်း8000တန်ကိုတင်သွင်းခဲ့ပြီးဒါဟာနှစ်စဉ်တင်သွင်းမှုစုစုပေါင်းရဲ့၁၈ရာခိုင်နှုန်းဖြစ်ပါတယ်။အခု၁၂၅ရာခိုင်နှုန်းအထိမြင့်တက်လာတဲ့အခွန်တွေကြောင့် တင်သွင်းကုန်ကုန်ကြစရိတ်တွေတိတိတသားမြင့်တက်လာခဲ့ပါတယ်။အမေရိကန်တရုတ်ခွန်စစ်ပွဲဟာစားတောက်ဆိုင်လုပ်ငန်းရဲ့တောင်စွန်းအလုံးကိုပြန့်နှံ့သွားခဲ့ပြီးအမေသာဝတ်သားကစားလို့ပင်လယ်စာအထိဘေကန်နာမှလွတ်မြောက်မှုမရှိပါဘူး။ဧပြီလ10ရက်နေ့မှာရှီယန်မျိုးကကိုယ်တိုင်ဝန်ဆောင်မှုပေးတဲ့စားတောက်ဆိုင်တစ်ခုဖွင့်ထားတဲ့ဘလော့ဂါတအုပ်ကဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။သူကဒီလိုပြောပါတယ်။အစကတော့အခွန်တွေတိုးလာတာဟာကျွန်တော်တို့ရဲ့စားတောက်ဆိုင်လုပ်ငန်းပေါ်တိတာတဲ့တက်ရောက်မှုမရှိတော့ဘူးလို့ထင်ခဲ့တယ်။ ဒါပေမဲ့ဒီနေ့နေ့လယ်စာအတွက်ဈေးကွက်ကိုသွားကြည့်တဲ့အခါကုန်ကျန်းတွေရဲ့လက်ကားဈေးနှုန်းတွေတိတိတတ်တာမြင့်တက်နေတာကိုတွေ့ရတယ်။ဥပမာငရုတ်သီးအသေးတွေရဲ့လက်ကားဈေးဟာကီလိုတစ်ခုကို42ယွမ်ဖြစ်နေတယ်။တခြားဟင်းသီးဟင်းရွက်တွေလည်းအတိုင်းအတာတစ်ခုထိဈေးတက်နေတယ်။တစ်သီးတွေဆိုရင်တော့ပိုဆိုးတယ်။ငါပြောသည့်တစ်သစ်တာကယွမ်90ကနေ60လောက်ပဲကုန်ကျခဲ့ပေမဲ့အခုယွမ်80ကနေ80အထိတက်သွားပြီ။ပိုပြီးတက်လာနိုင်တယ်လို့လည်းကြားထားတယ်။ကုန်သွယ်ရေးစစ်ပွဲဟာစားတော့ဈေးနှုန်းတွေနဲ့ဘာဆိုင်လဲလို့တွေးခဲ့ပေမဲ့ လက်ကားရောင်းချသူကပြောတယ်။စီးပွားရေးနဲ့ပတ်သက်တဲ့အရာအားလုံးဟာတက်ရောက်မှုရှိတယ်တဲ့။အသားစီးတွေကပိုပြီးတက်လာပါတယ်။အထူးသဖြင့်အမဲသားဟာအဆိုးဆုံးဖြစ်နေပါတယ်။လက်ဆက်တဲ့အမဲသားဟော့ပေါ့စားတောက်ဆိုင်တွေဒါမှမဟုတ်နမကြီးဘာဘီကျူးဘူဖေးစားတောက်ဆိုင်တွေရဲ့ပိုင်ရှင်တွေနောက်ထပ်ဘာလို့ရမလဲမသိပါဘူး။ဈေးတင်မလားဥတီချက်ပြောင်းမလားခက်ခဲပါတယ်။2025ခုနှစ်မှာစားတောက်ဆိုင်လုပ်ငန်းဟာပိုပြီးခက်ခဲလာမယ်။ဘာဘီကျူးစားတောက်ဆိုင်တစ်ခုဖွင့်ထားတဲ့ဘလော့ဂါတူက Trump ရဲ့အခွန်တွေဟာ သူတို့လုပ်ငန်းပေါ်တက်ရောက်မှုကြီးမားတယ်လို့ပြောပါတယ်အထူးသဖြင့်ကျွန်တော်တို့ရဲ့လျှို့ဝှက်ချက်ပြုံနည်းဖြစ်တဲ့အမဲသားဘိုက်သားကုန်ကြစည်တွေနှစ်ဆဖြစ်သွားတယ်ကျွန်တော်တို့အမေရိကန်အမဲသားတွေကိုအသုံးပြုတယ်ထရမ့်ရဲ့လှုပ်ဆောင်မှုတွေကြောင့်တင်သွင်းတဲ့အမဲသားဈေးနှုန်းအလုံးမိုးထီအောင်တက်သွားတယ်အမဲသားတွေမကဘူးပင်လယ်ဇာတွေလည်းတက်ရောက်မှုရှိတယ်ပင်လယ်ဇာဟော့ပေါ်စားတောက်ဆိုင်တစ်ခုဖွင့်ထားတဲ့ဘလော့ဂါတဦးကလည်းဒီလိုပြောပါသေးတယ်လူတွေကအရင်ကလယ်တီးခံတဲ့ပဇွန်ကြီးဟာအသက်တာသုံးလို့ပြောကြတယ် ဒါပေမဲ့ကုံသွေးရေးစစ်ပွဲစတင်ပြီးခဲကပဇွန်ကြီးစင်းလုံးဟာနှစ်ဆဖြစ်သွားတယ်။ကျွန်တော်တို့လိုလက်လီရောင်းချသူတွေအတွက်ဒါဟာခက်ခဲတယ်။ဝယ်ယူရတဲ့ဈေးနှုန်းကနှစ်ဆဖြစ်သွားပြီးဒါပေမဲ့ရောင်းချတဲ့ဈေးနှုန်းကိုမတိုးနိုင်ဘူး။တစ္ဆာရှိဖောက်သွေးတွေထွက်ပြေးသွားမှစိုးရိမ်ရတယ်။အမြန်နဲ့နဲ့နဲ့အမြောင်များရောင်းဖို့အကြောင်းစဉ်းစားရတော့မယ်လို့ဘာဘီကျူးစက်တောက်ဆိုင်ဖွင့်ထားတဲ့ဘလော့ဂါတဦးကပြောပါရတယ်။ဩစတြေးလျအမဲသားလည်းမကဘူး။ပြည်ရင်းမွေးမြူတဲ့အဝါရောင်နွားတွေဝတ်သားနဲ့ပြဒါးကောင်တွေတောင်ဈေးတက်လာတယ်။ အရင်ကယွမ်900နဲ့ဝယ်နိုင်ခဲ့ပေမဲ့အခုယွမ်700နဲ့ရောင်းနေရတယ်။ကုန်ကျန်းအလုံးဟာတပြိုင်နက်ဈေးတက်နေပါတယ်။အမေသားတင်သွင်းဈေးနှုန်းဟာတိတိတသာအတက်ကြာဖြစ်နေပြီလို့ထောက်ပံ့ပို့ဆောင်ရေးခွင့်ဆက်မန်နေဂျာတဦးကပြောပါတယ်။အခွန်တက်ရောက်မှုဟာတိတာထင်ရှားတယ်လို့ဆိုပါတယ်သူတို့ရဲ့နှစ်စဉ်အမဲသားဝယ်ယူမှုဟာရွမ်း၅တန်းကျော်ရှိပြီးအမဲသားရင်ပုံဟာသူတို့ရဲ့အဓိကရောင်းချပစ္စည်းဖြစ်ပါတယ်အမဲသားဈေးဟာကီလိုတစ်ခုကို30ရွမ်းကနေ42ရွမ်းအထိမြင့်တက်လာခဲ့တာဟာ23.500ခန့်တိုးလာတာဖြစ်ပါတယ် လက်လီရောင်းချမှုမှာကုန်ကြစိတ်တွေမြင့်တက်လာတဲ့ဖိအားဟာဆက်လက်တိုးပွားနေပါတယ်။ Sam's Club မှာ American ကနေတင်သွင်းတဲ့အမဲသားနဲ့ Stoof တွေရဲ့ဈေးနှုန်းတွေကိုတိုးမြင့်လိုက်ပါတယ်။အသုံးပြုသူတူကလူသိရှင်ကြားဖော်ပြခဲ့တာက Sam's Club ရဲ့ American ရွေးချယ်ထားတဲ့အမဲသားနံရိုးဟာ900 kg တက်တာတစ်ခုအတွက်220ယွမ်ကနေ320ယွမ်အထိတက်သွားတယ်လို့ဆိုပါတယ်။ဆိုလိုတာကကီလိုတစ်ခုရဲ့ဈေးနှုန်းဟာ420ယွမ်ကနေ460ယွမ်ထိတက်လာတာဖြစ်ပြီးဒါဟာကုန်သွယ်ရေးစစ်ပွဲကြောင့်ပါ။ တရုတ်ရဲ့စားတောက်ဆိုင်လုပ်ငန်းတွေအထူးသဖြင့် American အမြန်အစားစာနဲ့အဆင့်မြင့်အနောက်တိုင်းဟင်းလျာတွေကိုအာယုံစိုက်တဲ့ဆိုင်ကွဲမှတ်တံဆိပ်တွေဟာဝယ်ယူမှုကုန်ကျစရိတ်ဖိအားတွေကိုတိတိတသားရင်ဆိုင်နေရပါတယ်ပေကျင်းမှာ Stuff အိမ်ဆိုင်ခွဲတစ်ခုရဲ့ Manager Mr. Lee ကကျွန်တော်တို့ပြည်ရင်းအမဲသားကိုတတ်နိုင်သလောက်အသုံးပြုဖို့ကြိုးစားတယ်ဒါပေမဲ့အရေးသွေးမြင့်တဲ့အသားတချို့အတွက်ကတော့တင်သွင်းမှုကိုပဲအားကိုးနေရတယ်အခုကျွန်တော်တို့ရဲ့ဝယ်ယူမှုကုန်ကျစရိတ်ဟာ30ရာခိုင်နှုန်းနီးပါးတိုးလာခဲ့တယ် ။ဒါကြောင့်မီနူးဈေးနှုန်းတွေကိုချိန်ညှိခဲ့ရတယ်။ဒါပေမဲ့ဖောက်သွယ်တွေဟာဈေးနှုန်းတိုးမြင့်မှုကိုအလွန်အာရုံခံစားတတ်ကြတယ်။ဒါကြောင့်လုပ်ငန်းဟာအရင်ကထက်တိတာသွားနှေးကွေးလာတယ်လို့ပြောပါရယ်။ Fujian မှာ barbecue စားတော့ဆိုင်ပိုင်ရှင်တဦးကလည်းအခွန်တိုးမြင့်မှုကြောင့်ကျွန်တော်တို့ထိခိုက်ရတယ်။အမဲသားကုန်ကျန်းအားလုံးဈေးနှုန်း30ကနေ20ရာခိုင်နှုန်းအထိတက်လာတယ်။ဒါကြောင့်136ယွမ်တန်းအထူးမီနူးတွေကအမဲသားရွေးချယ်စရာ၃မျိုးတွေကတစ်မျိုးကိုဖယ်ရှားလိုက်ပြီးအမဲသားနှုတ်ညက်တဲ့အပိုင်း ဒါမှမဟုတ်ဝက်ဖိုက်သားကိုအစားထိုးထည့်သွင်းလိုက်ရတယ်လို့ဝန်ခံပါတယ်။အမေရိကန်ကနေတိုက်ရိုက်တင်သွင်းတဲ့ကုန်ကြမ်းတွေကိုမသုံးနဲ့တရုတ်စားတောက်ဆိုင်တွေတောင်မှအမေရိကန်ထောက်ပံ့ရေးခွင့်ဆက်ကိုအားကိုးနေရတော့မှာပဲ။ဥပမာတရုတ်နိုင်ငံမှာအစာကျွေးစရိတ်ဈေးနှုန်းတွေမြင့်တက်လာတာကြောင့်မွေးပြူရေးကုန်ကြမ်းစိတ်တွေတိုးလာပြီးပြည်ရင်းဝက်သားနဲ့ကြက်သားဈေးနှုန်းတွေကိုမြင့်တင်လိုက်ပါတယ်။ကုန်ကြမ်းပြက်လက်မှုကြောင့်ထုတ်လုပ်ရေးကုမ္ပဏီတချို့ကထုတ်လုပ်မှုကိုရှော့ချလိုက်ရပြီးဒါဟာထောက်ပံ့ရေးခွင့်ဆက်ရဲ့တည်ငြိမ်မှုကိုချိမ့်ချောက်နေပါတယ်။ဒီနောက်ွယ်ကကုန်ကြမ်းစိတ်တွေဟာ နောက်ဆုံးမှာစားတောက်ဆိုင်တွေရဲ့ဝယ်ယူမှုတွေကိုစီးဝင်လာပြီးလေပတ်မှုကုန်ကြမ်းစိတ်တွေကိုတိုးမြင့်စေပါတယ်။တရုတ်စားတောက်ဆိုင်လုပ်ငန်းနဲ့ Media Catering Business Insider ကမကြာသေးခင်က WeChat မှာစောင်းပါတပုတ်တင်ခဲ့ပြီးအခွန်ပြောင်းလဲမှုတွေဟာကုန်ကြမ်းစင်းလုံးတွေရဲ့အတက်အကျတွေကတဆင့်ထုတ်လွှင့်နေတယ်လို့ဖော်ပြထားပါတယ်။အခွန်စစ်ပွဲရဲ့တက်ရောက်မှုဟာအဓိကတင်သွင်းကုန်ပစ္စည်း၃မျိုးဖြစ်တဲ့အမေသာဝတ်သားနဲ့အထူးသဖြင့်ပဲပုတ်တွေမှာအာရုံစူးစိုက်နေပါတယ်။တရုတ်နိုင်ငံဟာကမ္ဘာအကြီးဆုံးပဲပုတ်တင်သွင်းသူဖြစ်ပြီး ၎င်းရဲ့လိုအပ်ချက်ရဲ့80ရာခိုင်နှုန်းကျော်ကိုတင်သွင်းမှုပေါ်မှာမှီခိုနေရပါတယ်။2024ခုနှစ်မှာတရုတ်နိုင်ငံဟာပဲပုတ်တန်းတရာကျော်ကိုတင်သွင်းခဲ့ပါတယ်။အမေရိကန်ဟာကမ္ဘာအကြီးဆုံးပဲပုတ်ပို့ကုန်ထုတ်သူတွေကတနိုင်ငံဖြစ်ပြီး2024ခုနှစ်မှာတရုတ်နိုင်ငံစီစိုက်ပျိုးရေးပို့ကုန်တန်ဖိုးဒေါ်လာ24.8ဘီလီယံရဲ့တဲကပဲပုတ်တင်သွင်းမှုဟာဒေါ်လာ12.8ဘီလီယံရှိခဲ့ပြီးဒါဟာစုစုပေါင်းရဲ့90ရာခိုင်နှုန်းကျော်ကိုဖြည့်ဆည်းပေးခဲ့ပါတယ်။တရုတ်နိုင်ငံမှာတင်သွင်းတဲ့ပဲပုတ်တွေရဲ့အဓိကအသုံးပြုမှုက စီထုတ်လုပ်ဖို့အတွက်ဖြစ်ပြီးပဲပုတ်စီနဲ့ပဲပုတ်မုတ်ထုတ်လုပ်ဖို့ပါဒီထုတ်ကုန်နှစ်ခုဟာအဓိကထုတ်ကုန်တွေဖြစ်ပါတယ်ပဲပုတ်စီဟာတရုတ်ရဲ့စားသုံးနိုင်တဲ့စီဆွေးကရဲ့အရေးပါတဲ့အစိတ်ပိုင်းဖြစ်ပြီးပဲပုတ်မုတ်ကတော့တရုတ်ပြည်ဆန်အစာကျွေးမှုလုပ်ငန်းအတွက်မရှိမဖြစ်လိုအပ်ပြီးဒရိတ်ဆန်အစာအစာအတွက်ပရိုတင်းဓာတ်ရဲ့60ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးပါတယ်ဒါကိုဝက်မွေးမြူရေး၊ကြက်မွေးမြူရေးနဲ့ငါးမွေးမြူရေးလုပ်ငန်းတွေမှာတင်ကြွယ်စွာအသုံးပြုပါရစေ။အခွန်စစ်ပွဲကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်နိုင်ငံဟာယခုနှစ်အစောပိုင်းမှာ အမေရိကန်ကနေပဲပုံနဲ့ပြောင်းမှုတင်သွင်းမှုကိုရပ်တန့်ခဲ့ပြီးဘရာဇီးနဲ့အခြားနိုင်ငံတွေကနေတင်သွင်းမှုကိုတိုးမြင့်ခဲ့ပါတယ်။အမေရိကန်စိုက်ပျိုးရေးဌာနရဲ့အချက်လက်တွေအရဇန်နဝါရီလ16ရက်နေ့ကတည်းကတရုတ်ရဲ့အမေရိကန်ပဲပုံနဲ့ပြောင်းမှုမှာယူမှုဟာတုံ့ညဖြစ်နေပါတယ်။ဘရာဇီးပဲပုံထုတ်လုပ်သူများအသင်းဥက္ကဋ္ဌမာရီစီယိုဘူဖန်ကဧပြီလပထမအတွက်အပတ်အတွင်းမှာတရုတ်နိုင်ငံဟာဘရာဇီးကနေပဲပုံအ ਨੇ ဆုံး1.4တန်းကိုဝယ်ယူဖို့စာချုပ်ချုပ်ဆိုခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါဟာတရုတ်ရဲ့ပုံမှန်လစဉ်ထုတ်လုပ်မှုပမာဏရဲ့ သုံးပုံတပုံခန့်ဖြစ်ပြီးထူးခဲ့တဲ့ပမာဏကိုညွှန်ပြနေပါတယ်။ဒါပေမဲ့အမေရိကန်ကနေပဲပုတ်ပို့ကုန်ထုတ်မှုကိုတရုတ်စီနီးပါးရပ်တန့်သွားတာကြောင့်တရုတ်ရဲ့ပဲပုတ်စီဈေးကွက်ဟာတင်းမာနေပိုပြီးဆိုရင်ဇီယာကဧပြီလနှောင်းပိုင်းကလေးကတဖြည်းဖြည်းမြင့်တက်လာတဲ့ပဲပုတ်မုံဈေးနှုန်းတွေရောအဓိကအစာကျွေးပစ္စည်းတစ်ခုအနေနဲ့ပဲပုတ်မုံရဲ့ကုန်ကျစရိတ်ဟာမွေးမြူရေးလုပ်ငန်းကိုတိုက်ရိုက်ထိခိုက်စေပြီးစားတောက်ဆိုင်ကဏ္ဍကိုလည်းတွယ်ဝိုက်တက်ရောက်မှုရှိပါတယ်။ Shanghai Canlian E-commerce Company Limited မှာ ဝမ်မီမြွေရေးဆိုင်ရာလေလာဆန်းစစ်သူစန်ဂျီကပြီးခဲ့တဲ့လ Securities Daily နဲ့အင်တာဗျူးမှာပြောခဲ့တာကအစာကျွေးကုန်ကြမ်းစိတ်တွေမြင့်တက်လာမှုနဲ့ဝတ်သားစင်းလုံးတွေကျဆင်းလာမှုကြောင့်တရုတ်ရဲ့မွေးမြူရေးလုပ်ငန်းဟာဒီနှစ်မှာကုန်ကြစရိတ်ဝိုင်းလည်မှုအဆင့်ကိုဝင်ရောက်လာလိမ့်မယ်လို့ပြောပါတယ်ကျွန်တော်တို့ American ကနေတင်သွင်းတဲ့ Air Parka ကိုအသုံးပြုတယ်ဒါပေမဲ့မကြသေးခင်က American ရဲ့အခွန်တွေဟာတိတိတတ်တာမြင့်တက်လာတယ်ဒါဟာဈေးနှုန်းတက်တဲ့ပြဿနာတွေမကဘူးတင်သွင်းမှုကိုယ်တိုင်လည်းလုံးဝမရှိနိုင်တော့ဘူး ဒါကြောင့်ပြည်ရင်းရွေးချယ်စရာတွေကိုစဉ်းစားရရမယ်လို့သူကပြောပါတယ်။ဒါပေမဲ့ပြည်ရင်း Alpha Phi ရဲ့အခြေသွေးဟာလောလောဆယ်နဲ့နဲ့နှိမ့်နေပါသေးတယ်။ American ကနေ Alpha Phi တင်သွင်းလို့မရရင်ပြည်ရင်း Alpha Phi ရဲ့ဈေးနှုန်းဟာတေချာပေါက်မြင့်တက်လာမှာပါ။တရုတ်ရဲ့အစာကြွေးလုပ်ငန်းကတဦးကထောက်ပြခဲ့တာက American ရဲ့တရုတ်ဘော်ခွန်ချမှတ်မှုကြောင့်တင်သွင်းတဲ့ Alpha Phi ရဲ့ဈေးနှုန်းဟာတိတိတသားမြင့်တက်လာခဲ့ပြီးဒါဟာတရုတ်နိုင်ငံရဲ့မွေးမြူရေးသမားတွေအတွက်အစာကြွေးကုန်ကျစရိတ်တွေတိုးလာစေတယ်ဆိုလိုပါ။ အထူးသဖြင့်အစင်းမြင့်ပြည်ရင်းအစားတို့ပစ္စည်းတွေရှာဖွေရမှာရုံးကန်နေရတဲ့အကြီးစားမွေးမြူရေးခြံတွေအတွက်ပိုထိခိုက်ပါတယ်။သူကတရုတ်နိုင်ငံမှာအသုံးပြုတဲ့ Alpha Fire ရဲ့60ရာခိုင်နှုန်းလောက်ဟာ American တင်သွင်းမှုပေါ်မှာမိခိုနေရတယ်လို့ဖော်ပြပါတယ်။တင်သွင်းမှုပိတ်ဆို့ခံရရင်ပြည်ရင်း Alpha Fire ဒါမှမဟုတ်အခြား protein အစာကျွေးတွေကိုပဲအစားထိုးအားကိုးရမှာပါ။ဒါအပြင် အာဟေးပြည်နယ်ရဲ့အဓိကဂျုံရိုးထုတ်လုပ်ရာဒေသဟာမိုးခေါင်ရေရှားမှုတန်းကိုခံစားနေရပြီးဒါဟာထုတ်လုပ်မှုကိုရော့ကျစေနိုင်ပြီး ကြမ်းတမ်းတဲ့အစာကျွေးပစ္စည်းတွေအတွက်ထောက်ပံ့မှုဖိအားကိုပိုဆိုးလာစေနိုင်တယ်လို့လည်းသူကပြောပါတယ်အနာဂတ်မှာကုန်ကြစည်သတ္တမှုဟာတရုတ်မွေးမြူရေးသမားတွေဆက်လက်လဲပတ်နိုင်မလားဆိုတာအတွက်အဓိကအချက်ဖြစ်လာမှာပါအကြီးသားမွေးမြူရေးခြံတွေမှာအစာကျွေးစင်းနှုံးတွေမြင့်တက်လာမှုဟာအသားစင်းနှုံးတွေကိုထိခိုက်စေမှာဖြစ်ပြီးဒါဟာစားတောက်ဆိုင်လုပ်ငန်းကိုလည်းတက်ရောက်မှုရှိလာမှာပါအခုလောလောဆယ်စားတောက်ဆိုင်လုပ်ငန်းဟာခက်ခဲနေပြီးလူအများကဘာကြောင့်လဲဆိုတာကိုနားမလည်ကြဘူးဖြစ်နိုင်ပါတယ်ဥပမာတစ်ခုပေးရရင်အကြီးသားမွေးမြူရေးခြံတွေဟာပြောင်မှုဂျုံ တစ်သီးနဲ့ဟင်းသီးဟွင့်ရဆိုင်ပြုမှုအတွက်ဓာမီဩဇာလိုတင်သွင်းတဲ့အစာကျွေးပစ္စည်းတွေကိုအားကိုးနေရပါတယ်။အချောထုတ်ကုန်တွေကိုမပြောနဲ့တော့ကုန်ကျန်းပစ္စည်းတွေဈေးနှုန်းမြင့်တက်လာမှုဟာထောက်ပံ့ရေးကွင်းဆက်ရဲ့အထက်နဲ့အောက်ပိုင်းလုပ်ငန်းအားလုံးကိုဈေးတက်စေပါတယ်။ကုန်ပစ္စည်းတွေချိန်ကြာရှည်တင်သွင်းလို့မရရင်ပြည်ရင်းတူလောင်မှုတွေဖိအားပေးခံရမှာဖြစ်ပြီးဟင်းသီးဟွင့်ရနဲ့အသားဈေးနှုန်းတွေမြင့်တက်လာမှာပါ။မကြသေးခင်ကမှအသားဈေးနှုန်းတချို့တက်လာတာကိုသင်ခံစားမိပြီဖြစ်မှာပါ။ ။ဒါကြောင့်ပထမဆုံးထိခိုက်ခံရမယ့်လုပ်ငန်းကစားတောက်ဆိုင်လုပ်ငန်းပဲဖြစ်ပါတယ်။ဘလော့ဂါတအူးကကုံသွေးစစ်ပွဲအောက်မှာတရုတ်ရဲ့စားတောက်ဆိုင်လုပ်ငန်းဟာကုန်ကျစရိတ်တွေမြင့်တက်လာမှုနဲ့ဈေးကွက်ပြိုင်ဆိုင်မှုပိုဆိုးလာမှုဆိုတဲ့နှစ်ထပ်အကျပ်တည်းနဲ့ရင်ဆိုင်နေရတယ်လို့သုံးသပ်ပါတယ်။စားသောက်ဆိုင်လုပ်ငန်းတွေအများအပြားယိုယွင်းကြဆင်းသွားပွဲရှိတယ်လို့ဆိုပါရယ်။ဘာကြောင့်လဲဆိုရင်ကုံသွေးရေးစစ်ပွဲရဲ့ဓာတ်ရိုက်တက်ရောက်မှုကမီနျူးစင်းလုံးတွေမြင့်တက်လာမှုပါ။အထူးသဖြင့်တင်သွင်းတဲ့အသားတွေရဲ့ဈေးနှုန်းတွေမြင့်တက်လာပါရယ်။ဥပမာ နှစ်စဉ်တရုတ်နိုင်ငံဟာအမေရိကန်ကနေပဲပုံနဲ့ပြောင်းမှုတွေတင်သွင်းပါတယ်။ဒီထုတ်ကုန်တွေရဲ့ဈေးနှုန်းတွေဟာမွေးမြူရေးကုန်ကြမ်းဈေးတွေကိုတိုက်ရိုက်ထိခိုက်စေပါတယ်။မွေးမြူရေးကဏ္ဍတစ်ခုလုံးနဲ့အသားဈေးကွက်တစ်ခုလုံးဈေးတက်လာမှာပါ။လူအများကဒီပြဿနာကိုမသိရှိကြသေးဘူးလို့ဆိုပါတယ်။ဒါဟာအလွန်ဆိုးရွားတဲ့အခြေအနေတစ်ခုပါ။ဒါအပြင်ဒီနှစ်ရဲ့ပထမ3လအတွင်းစားတောက်ဆိုင်လုပ်ငန်းသစ်ပေါင်း9,500ထပ်မံမှတ်ပုံတင်ခဲ့ပါတယ်။ဒီလုပ်ငန်းသစ်တွေရဲ့ပထမဆုံးလှုပ်ဆောင်မှုကဘာလဲ။ သူတို့ဟာ promotion တွေနဲ့ဈေးသက်သာတဲ့အယောင်ကမ်းလှမ်းမှုတွေလှုပ်ဆောင်ကြပြီးရှိပြီးသားစားသောက်ဆိုင်တွေအတွက်ဘဝကိုပိုခတ်ခဲစေပါတယ်။ဒါဟာဆက်ဆက်တုံ့ပြန်မှု chain reaction တစ်ခုပါ။အနာဂတ်မှာစားသောက်ဆိုင်လုပ်ငန်းတွေဟာပိုပြီးဒုက္ခရောက်လာမှာဖြစ်ပြီးပြိုင်ဆိုင်နိုင်စွမ်းမရှိတဲ့လုပ်ငန်းတွေဟာလျင်မြန်စွာထောက်ခွာသွားရလိမ့်မယ်။အခွန်စစ်ပွဲတံကိုခံစားနေရတဲ့တရုတ်စားသောက်ဆိုင်လုပ်ငန်းဟာငားရန်စရိတ်အလုတ်သမားကုန်ကြစရိတ်နဲ့ကုန်ချမ်းကုန်ကြစရိတ်ဆိုတဲ့တောင်သုံးလုံးရဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။ငားရန်စရိတ်တွေဟာဆက်လက်မြင့်တက်နေပြီး အထူးသဖြင့်တရုတ်နိုင်ငံရဲ့ပထမနဲ့ဒုတိယအဆင့်မြင့်မြို့ကြီးတွေမှာအဓိကစီးပွားရေးနယ်မြေတွေထဲကငားရမ်းစရိတ်ဟာစားတောက်ဆိုင်ဝင်ငွေရဲ့20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိရှိပါတယ်။အလုံသမားကုန်ကြမ်းစရိတ်လည်းမြင့်မားနေပြီးဝန်ဆောင်မှုဝန်ထမ်းစဖို့မှုနဲ့အခြားရာထူးတွေအတွက်လာတာတွေမြင့်တက်လာကနှစ်စဉ်အနေအဆုံလောက်ခလာစားစံနှုန်းတွေတိုးလာတာနဲ့မျှပုံမှုဆိုးရွားလာပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။